အမှန်ပြောကျွန်တော်ကတော့ဟိုချင်းမိုင်မှာနေဆိုအဲ့လိုမျိုးညာပိုင်းဆိုလေအခုနောက်ပိုင်း MRT ဖွက်လာတဲ့ဇလန်းတွဲတွေရောဒီအရင်တော့အဲ့လိုမျိုးအမားကားရောမအိမျက်သူတို့တို့အကုန်ဟိုတခြားပေါ့နော်ဟိုမနန်းငင်စရာတော်တော်များများကျွန်တော်ကအဲ့လိုမျိုးမြန်မာကားကြီးကြီးရတာသဘောကျဟာသကားလေးဆိုပေါ်ကြအဲ့လိုမျိုးကြီးပြစ်ပါတယ်ပေါ့နော်ဟိုမင်းသားမင်းမီးရောမယူဒါပေမဲ့ကြီးပြစ်တယ်တော်တော်များများတော့ ်ပါနဲ့ပြစ်တာနဲ့ချီတဲ့ကြောဖြစ်တယ်ဆိုတာဆွေးရလေအော်မဟုတ်ပါဘူးအဲ့ဒါလည်းဒီတိုင်းမှာပဲဒီတိုင်းမှာတင်လိုက်တာပါတခြားထွေထွေထူးတော့ဘာမှမရှိပါဘူးမပါဘူးမပါဘူးဒီတိုင်းပဲညာမဟုတ်လို့ပဲတစ်ခါရောက်တယ်လို့ပဲပေါ့อืมဒါတော့ဝါသနာပါနေလို့ပါအမြဲတမ်းတော့မဟုတ်တစ်ခါတလေပေါ့တစ်ခါတလေပါအဲမရှိဘူးမရှိဘူးမရှိဘူးအဲလည်းမကွယ်ဘူးကျွန်တော်ကတော့အခုချိန်မှာတော့ ်ကျွန်တော်ပွဲတွေပြီးသွားပြီပွဲပြီးသွားပြီခဏနားလာတယ်ကျွန်တော်ဟိုဘက်ကိုထိုင်းကိုပြန်မယ်ပြန်ပြီးသွားရင်လည်းကျွန်တော်အတင်းနဲ့ပြန် join လို့ရှိဒါပေမဲ့အခုချိန်မှာတော့အဲကျွန်တော်မိသားစုနဲ့အေးအေးဆေးနေတယ်တကယ်ချင်းနေတယ်အဲ့လိုမျိုးပဲပေါ်ပြန်သွားတာတို့အပြင်သွားတာတို့လောက်ပဲလောက်ဖြစ်တယ်ပေါ့အဲအရင်ထွေထူးတော့မရှိဘူးဟုတ်